ားလုံးမင်္ဂလာပါဒီတစ်ခါကတော့ရှေ့မှာမပြီးပြည့်ခဲ့တဲ့ဇာတ်ထည့်အပိုင်းစာလေးတစ်ခုတစ်ခုဖတ်ပြနေပါတယ်အဲ့တော့ဒီဆရာဒေါက်တာအမြင့်မင်းရဲ့စိတ်ပညာဇာတ်ထည့်ပေါ့နော်အဲ့ဒီကရွေးချယ်လာတဲ့တစ်ခုပေါ့နော်အဲ့ဒါပါလဲဆိုရင်အခြေခံစိတ်ပညာနဲ့အတုံးချက်စိတ်ပညာဆိုတာကဘယ်လိုမျိုးခွဲခြားလဲဆိုတော့ပြပြပြရဲ့စာပိုင်းလေးကိုဖတ်မှဖြစ်ပါတယ် ဆိုတော့အဲဆိုရင်ဒီရဲ့အခြေခံစိတ်ပညာဆိုတာဘာလဲသုံးချက်စိတ်ပညာဆိုတာဘာလဲဆိုတော့ဒီစာပိုက်ထဲကဘယ်လိုမျိုးရေးဖွင့်လာလဲဆိုတော့အထောက်ကြည့်ကြအောင်နော်စိတ်ပညာ psychology ဆိုတာကတော့အပြုအမူ behavior နဲ့စိတ်ဖြစ်စဉ် mental process များကိုသိပ္ပံနေကြလေ့လာတာလို့အဓိပ္ပာယ်ဖော်ဆိုနိုင်ပါတယ်။အပြုအမူ behavior ဆိုတာကတော့ ထမင်းစားတဲ့စကားပြောတဲ့လမ်းလျှောက်တဲ့အဆရှိတဲ့ကြည်မြင်ရှုမှတ်လို့ရတဲ့လူတွေရဲ့လှုပ်ဆောင်တာ အလုံးပေါဝင်ပါတယ်။စိတ်ဖြစ်စဉ် mental process ဆိုတာကတော့မမြင်ရပေမဲ့လူတွေရဲ့စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့တွေးတဲ့၊တည်တဲ့၊မှတ်မိတဲ့စိတ်လို့ရှာတဲ့အဆရှိတဲ့မျက်လုံးနဲ့ဓာတ်ရိုက်မမြင်နိုင်ပေမဲ့စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ဖြစ်စဉ်များအလုံးကိုဆိုလိုပါတယ်။ လူတွေရဲ့အပြုအမူတွေကိုနားလည်ဖို့ချီးကပ်ကြတဲ့ရှုထောင့်အမျိုးမျိုးလည်းရှိပါတယ်။ပုံတော်ထဲကဖြစ်စဉ်တွေ၊ဇေဝကမ္မပိဒါဖြစ်စဉ်တွေနဲ့လူအပြုအမူတွေ၊လူစိတ်ဖြစ်စဉ်တွေဟာဘလို့ဆက်ဆက်နေတယ်လဲဆိုတော့ကိုချီးကပ်လေ့လာတဲ့ဇေဝပိဒါဆိုင်ရာရှုထောင့် biological approach ကနေပြီးတော့ဖော်ဆိုထားဖြစ်ပါတယ်။လူဆံရဲ့အပြုအမူတွေဟာမတိစိတ်သေးကစေစုံမှုတွေ၊ပြိပက္ခတွေကြောင့် ဖြစ်ပေါ်တဲ့အပြုအမူတွေကိုနားလည်ဖို့မသိစိတ်ထဲမှာဘာတွေရှိနေတယ်လဲစိတ်စိတ်ခွဲစိစစ်ရမယ်ဆိုတဲ့စိတ်ပညာ psycho analysis ရှုတော့လူစိတ်ကိုနားလည်ခြင်းမမြင်ရတဲ့စိတ်ကိုလေ့လာမနေနဲ့အပြုအမူကိုပဲဓမ္မထိတဲ့ကြာကြာလေ့လာအပြုအမူကိုခွဲခြမ်းကြည့်ရင်စိတ်စုံမှုလုံဆောင်မှု stimulus နဲ့တုံ့ပြန်မှု response ဆိုပြီးတော့နှစ်ပိုင်းခွဲခြားတယ်။အပြုမူတွေဟာလွတ်ဆောင်မှုတွေအကြောင်းဆက်တင်ယူမှုတွေနဲ့တင်ယူရရှိလာတာဆိုတော့အပြုမူဝါတွေတွေရဲ့ behavior perspective လူအပြုမူကိုမသိစိတ်ကပြတ်ထန်းတာလည်းမဟုတ်ပြင်ပကလွတ်ဆောင်မှုတွေကပြတ်ထန်းတာလည်းမဟုတ်လူကိုယ်တိုင်ပြတ်ထန်းတာ အဲ့ဒီလူအပြူမူကိုနားလဲခြင်းလောကကြီးကိုသူဘလို့ကြည့်မြင်ခံယူလဲဆိုတာနားလဲအောင်လို့ဆိုရဲလူအဓိကပြုဝါဒရှုတော့ humanistic perspective ဒီကနေ့တက်ရှိတွေရဲ့အပြူမူတွေဟာရှေးပဝေတဏီကနေတဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာတာအပြူမူတွေနားလဲဖို့သူတို့ဘာကြောင့်ဘလို့ဆင့်ကဲပြောင်းလဲလာတယ်လဲလေ့လာဖို့လိုရဲဆိုရဲ evolutionary psychologist ဒါမှမဟုတ် sociobiologist တွေရဲ့ရှုထောင့်အဆရှိတဲ့ရှုထောင့်အမျိုးမျိုးကနေအပြုတ်မှုတွေကို နားလည်အောင်ချိကက်လေ့လာရတာတွေပြုလုပ်ကြရပါတယ်။အခြေခံစိတ်ပညာလူတွေရဲ့အာယုံစိုက်တာအာယုံတိတာစေစောတာတိစိတ်စိတ်လိုရှာတာအတိဉဏ်ဉာဏ်ရည်စဉ်းစားတာမှတ်ဉာဏ်ကိုယ်ရည်ကိုယ်သိဘဝတစ်လျှောက်ဖွံ့ဖြိုးတာအဆရှိတဲ့အကြောင်းအရာတွေကိုလေ့လာတဲ့ theory တွေအခြေခံသဘောတရားတွေ ထုတ်လေ့လာတဲ့အနေပဲကိုအခြေခံစိတ်ပညာလို့ခေါ်ဆိုနိုင်ပါတယ်။အတုံးချစိတ်ပညာအခြေခံစိတ်ပညာနယ်ပယ်ကအသိပညာတွေကိုလူ့ဘဝရဲ့လက်တွေ့နယ်ပယ်မှာအတုံးချသူဒနာတွေလှုပ်ဆောင်လေ့လာရင်အတုံးချစိတ်ပညာဖြစ်သွားပါပြီ။ဥပမာအခြေခံစိတ်ပညာက theory တွေသူဒနာတွေ့ရှိချက်တွေကိုပညာရေးနယ်ပယ်မှာအတုံးချရင်ပညာရေးစိတ်ပညာ educational psychology လို့ခေါ်နိုင်ပါတယ်။ စိတ်မကျန်းမာတဲ့လူနာတွေကိုကူညီပေးနေတဲ့နေပင်မှာတော့ယင်ကုခန်းစိတ်ပညာ clinical psychology ကအ psychology လို့ခေါ်ပါတယ်။ကျန်းမာရေးနေပင်မှာတော့ယင်ကျန်းမာရေးစိတ်ပညာ health psychology ပေါ့စိတ်ပညာကိုအတုံးချတဲ့အထူးပြုစိတ်ပညာနေပင်ခွဲများတာရှိပါတယ်။အဲ့ဒီနေပင်ခွဲတွေကတော့ educational psychology, school psychology, vocational psychology, industrial and organizational psychology maternity psychology counseling psychology health psychology clinical psychology social psychology forensic psychology criminal psychology environmental psychology sport psychology engineering psychology စသဖြင့်ဖြစ်ပါတယ်ဒီထဲမှာဆိုရင်ပေါ့နော်ရေးတွက်ကြည့်ရင်14ခုပေါ့နော်စိတ်ပညာကိုအာ ှစ်မျိုးပေါ့နော်အာပြန်ပြေးမှခွဲခြားရမယ်ဆိုရင်စိတ်ပညာကိုအာနှစ်ရက်နဲ့ခွဲခြားရပေါ့နော်အချိန်ကစိတ်ပညာအချိန်ကစိတ်ပညာကတော့ဒီတိုင်းရေဘူးကအလုံးကိုခြုံပြီးတော့မှထုတ်လွှင့်ထားတဲ့ theory တွေပေါ့နော်သူစဉ်းစားနေပေါ့နော်အဲ့ဒီဟာကိုအဲ့ဒီအချိန်ကစိတ်ပညာကိုအတုံးပြတဲ့ပုံမှာမူတည်ပြီးတော့မှအာ psychology ကစိတ်ပညာကအပိုင်းအမျိုးအစားမျိုးစွာပြောထားတယ်လို့ယူဆရပါတယ် အဲအခြေခံစိတ်ပညာမှာရှိတဲ့အချက်လက်တွေကိုပညာရေးနယ်ပယ်မှာထိဆက်ပြီးအသုံးပြုမယ်ဆိုရင်တော့ဒါက educational psychology လို့ဟောထိဆိုခေါ်ဆိုလိုက်တာပေါ့နော်ဒါကတော့อืมပြောရမယ်ဆိုရင်တော့သူ့ရဲ့နယ်ပယ်အရင်ရဲ့အရင်ရဲ့အတီးတီးမှာ psychology ဆိုတာကရှိရဲဆိုပြီးမှအနှစ်ချုပ်နားလည်ပြရတယ်ပေါ့နော်ဆိုတော့ဟောဘယ်လိုဆိုပြောရမယ်ဆိုတော့အခြေခံစိတ်ပညာလောက်ကိုတော့နားလည်ထားရင်တော့ဒါလူမှုသဘောတော်ကို နားလဲတော့မှာပေါ့နော်အာဘာလို့ဒီလိုမျိုးနားလဲသိနေလို့မေးလိုက်ရင်တော့အာလူလူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လူဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေရဲ့အခြေခံစိတ်တော်တဘာဝကိုယ့်ရဲ့လုံလောက်ဝင်နေပဲကိုယ့်ရဲ့လူမှုကိစ္စရပ်တွေမှာအာအကြောင်းအရာတွေကိုနားလဲလက်ခံနိုင်အောင်ကြိုးစားတာပေါ့နော်အနားလဲအဲ့ဒီလိုမျိုးအခြေခံစိတ်ပညာကိုနားလဲထားမယ်ဆိုရင်ကိုယ့်ရဲ့လူမှုပြဿနာတွေကအရင်ကြီးကိုယ့်အတွက် struggle ဖြစ်မနေတော့ဘူးပေါ့နော်အာပြောရမယ်ဆိုရင်စိတ်စိတ်တက်ကြတာတွေ motivation ကြီးဖြစ်တာတွေအဲဘယ်ပြဿနာကိုလို့ဘယ်ဖြစ်ကြုံမလဲဆိုတော့အဲအကြောင်းအရာတွေစဉ်းစားတွေးခေါ်နေတယ်ဒီပြဿနာကိုဘယ်လိုမျိုးဟိုကြော်ဖြတ်သွားမလဲဆိုတော့အနည်းလမ်းနေဒါတွေကဘယ်အနေအခြေခံရနိုင်မလဲဆိုရင်ဒီပညာစိတ်ပညာကိုလေ့လာမယ်ပေါ့နော် အခြေခံစိတ်ပညာကိုသာလေ့လာထားမယ်ဆိုရင်ကိုယ့်ရဲ့လူမှုဘဝကျမှာအခြေဆက်ဆက်တွေ့ရအဆင်ပြေမယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့အားလုံးပဲဘယ်သူမှမဆိုပေါ့နော် စိတ်ပညာဘာသာရက်ဟာဘာသာရက်အနေနဲ့မဟုတ်ဘူးဆိုရင်တော့မှဖက်เสียအဆောင်တစ်ခုဖြစ်နေဆိုရင်တော့မှဖက်ဖို့တင်တော်တယ်လို့ဟောလက်ညွှန်ချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆက်ပြပါမယ်